န္ဓာကိုယ်အောက်ပိုင်းကအစီကိုပုံမူလောင်ကျွမ်းကျင်နေပြုံမီလို့ရှိလားမင်္ဂလာပါတီချန်တော်ပါချို့မျိုးသမီးလေးတွေဆိုရင်ခန္ဓာကိုယ်အောက်ပိုင်းဖြစ်တဲ့တင်မာတွေပေါင်နေမှာအစီများနေရတယ်ရှိပါတယ်တခြားခန္ဓာကိုယ်အစီပိုင်းတဲ့အစီပိုများနေတဲ့အမျိုးသမီးလေးတွေရှိရဲ့ဒီကနေ့အတွက်တော့ခန္ဓာကိုယ်အောက်ပိုင်းကိုပိုပြီးတော့အစီလောင်ကျွမ်းစီတဲ့လေ့ကျင့်ခန်းတစ်မျိုးကိုဝေမျှပေးလိုက်ပါတယ်ဒီလေ့ကျင့်ခန်းလေးအတွက်တော့ဗာလေးမှသုံးစရာမလိုဘဲနဲ့မိမိရဲ့ body weight ကိုအသုံးပြုပြီးတော့ပဲကစားပေးရမှာဖြစ်ပါတယ်ကစားနည်းပုံစံလေးကတော့ခြေထောက်ကလေးကိုပကုံးချေထားမယ်ခြေဦးလေးကိုအနေငယ်ဘေးကိုလှည့်ထားပြီးသွားရင် scrub time င်ပြန်ထားတဲ့ခါကျရင်ခုံပြီးတော့ထပေးရမှာဖြစ်ပါတယ်ဒီကစားနည်းလေးကို၁၀ချိန်၄ချော့ကစားပေးရမှာဖြစ်ပါတယ် ဒီလိုလေကူပြီးတော့ထီရောက်တဲ့လေ့ကျင့်ခန်းပုံစံတွေနဲ့ကျမတို့အစားအသောက်ပုံစံကိုတစုတစည်းတည်းသင်ယူခြင်းနဲ့ဆိုရင်တော့ Healthy Lee 35တန်းန်းလေးကအကောင်းဆုံးပဲဖြစ်ပါတယ်။ဒီတန်းန်းလေးကအချိန်မပေးနိုင်တဲ့အမျိုးသမီးတွေနဲ့အိမ်ရှင်မလေးတို့အတွက်အထူးရည်ရွယ်ပြီးတော့အစီအစဉ်ထားတာပါ။တန်းန်းလေးကအောက်တိုဘာ10ရက်နေ့မှာစမှာဖြစ်ပါတယ်။တန်းန်းကာလာ2လကို9000ခွဲကျပ်သာပေးသွင်းရမှာဖြစ်ပါတယ်။စိတ်ဝင်စားရဆိုရင်တော့ Asian 35လို့ကွန်မန့်ဒါမှမဟုတ် Viber number 79797232တို့မှာဆက်သွယ်မိမြန်းစုံစမ်းနိုင်ပါတယ်။ တယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ယေရှုမြတ်ကြီးတင်ပါတယ်။ကျမလာပါခြင်းနဲ့အမျိုးသမီးတိုင်းအတွက်တီချင်တော်ရှိရနော်။